်မင်္ဂလာပါကျမတော်ငူးခတ်တာပါ TV ရုံမြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းနယ်မကွေတိုင်းကံကောမြို့နယ်မြောက်ပိုင်းမှာနှစ်လအတွင်းစစ်ကောင်စီတပ်ရဲစခန်း၅ခုကိုမဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူသိမ်းပိုက်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကဧပြီလ16ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ ဧပြီလ17ရက်နေ့မှာလဲမဟာမိတ်ပူပေါင်းတပ်တွေနဲ့အတူကလေးမျိုးနယ်တောင်ပိုင်းအစုံကလေးကံကောလမ်းမပေါ်ကစစ်ကောင်စီတပ်အခိုင်အမာနေရာယူထားတဲ့ကြံတာကြေးရွာစခန်းကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးလက်နက်ကင်အမြောက်များသိမ်းဆီးရရှိခဲ့လို့သိရပါဗျာ။ ဖေဖော်ဝါရီလ12ရက်နေ့ကချင်းမျိုးသားတက်ဦး CNA ကိုကဲမှုနဲ့ CNF KKG က major operation ဖြစ်စတင်ခဲ့ပြီးချိန်မှာပဲကလေးမျိုးနယ်တောင်ပိုင်းကကမ်ပါနီစစ်ကောင်စီစခန်းကိုသိမ်းဆည်းရမိခဲ့ပြီးလက်နက်ခဲယံမြောက်များကိုလည်းသိမ်းဆည်းရရှိခဲ့လို့ဆိုပါရယ်။ဒါပြင်ဖေဖော်ဝါရီလ15ရက်နေ့မှာတော့ကလေးမျိုးနယ်နဲ့ခံကောမျိုးနယ်ကြားမှာရှိတဲ့မှန်တော်ရွာနဲ့အနောက်အောင်တာယာအရှိအောင်တာယာတို့ကစစ်ကောင်စီခြေကုပ်ယူထားတဲ့တပ်စခန်းတွေကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့ဆိုပါရယ်။ နှစ်လောက်ဝင်းကျင်ကြာမြင့်တဲ့စစ်စင်ရေးအတွင်းမှာ EPSDF ကရဲဘော်၂ယောက်ကြာဆုံးခဲ့ပြီးရဲဘော်၆ယောက်ထံရရှိခဲ့လို့ဆိုပါတယ်ရှင်။စစ်ကောင်းဆောင်ကမြမတနိုင်ကလုံးအတိုင်းတာအနေနဲ့ပြည်တံကြခန့်နေရသူ4863ယောက်ပြန်လည်ပေးခဲ့တဲ့အထက်မှာကမာယုမီဒီယာသတင်းဌာနပူရဲတီထောင်သူဦးဟန်တာငိမ့်လည်းဧပြီလ18ရက်နေ့မှာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ဦးဟန်တာငိမ့်ပြန်လည်လွတ်မြောက်လာကြောင်းကိုဦးဟန်တာငိမ့်ရဲ့မိတ်ဆွေတွေကအတည်ပြုပြောကြားခဲ့ပါတယ်။ 2021ခုနှစ်မတ်လ9ရက်နေ့ကရန်ကုန်မြို့မှာရှိတဲ့ကမာရွတ်မီဒီယာရုံးခန်းကိုစစ်ကောင်စီတပ်ဖွဲ့ကဝင်းရောက်စီးနှင်းပြီးတဲ့နောက်အေဒါချုပ်ဖြစ်တဲ့ဦးနေတန်ပေါင်းနဲ့တွဲဖက်တီထောင်သူဦးဟန်တာညင်းတို့ကိုဖမ်းဆီးခဲ့တာပါ။ ဂျွန်လ14ရက်နေ့မှာတော့အမေရိကန်နိုင်ငံသားဖြစ်သူဦးနေတမ်းမောင်ကိုပြန်လွတ်ပေးခဲ့ကအမေရိကန်နိုင်ငံကိုပြန်ခွင့်ပြုခဲ့ပေမဲ့ဦးဟန်တာငင်းကိုတော့နိုင်ငံတော်စုပူအောင်လှုပ်ဆော်မှုရသကြီးပုံမှ905ကနဲ့တရားစွဲခဲ့ကဖမ်းဆီးထားတဲ့ကာလတနစ်ကျော်အကြာ2022မတ်လ21ရက်နေ့မှာအင်းစိတ်ထောင်တွင်တရားရုံးကအလုတ်ကျန်းနဲ့ထောင်တန်းနှစ်နှစ်ချမှတ်ခဲ့တာပါ။ 2022ခုနှစ်မတ်လ28ရက်နေ့မှာ electronic ဥပဒေပုံမှ33ခနဲ့ထက်မှန်တရားစွဲဆိုခဲ့ပြီး2022ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာထောင်ဒဏ်5နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်ရှင်။ထိုင်းနိုင်ငံမဲဆောက်ရောက်မြန်မာအမျိုးသမီးလုပ်ငန်းရှင်များအဖွဲ့ကလက်မှုထုတ်ကုန်ပစ္စည်းတွေကိုရောင်းချပြီးငလင်ပေးတဲ့သခိုင်းပြည်သူတွေကိုလှူဒန်းသွားဖို့ရှိနေပါတယ်။ဒီသတင်းကိုအေမီဆန်ပေးပို့ထားပါတယ်ရှင်။မပြဲတာလေးနဲ့ပေးလိုက်မှာနော်။ ထိုင်းနိုင်ငံမဲဆောက်မြို့ရောက်မြန်မာအမျိုးသမီးလက်မှုလုပ်ငန်းရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ Resilient Women's Creative Network အဖွဲ့ကမီးရိုကိုရိုင်းထုတ်လုပ်ထားတဲ့လက်မှုပစ္စည်းထုတ်ကုန်မျိုးစုံကိုပြသရောင်းချပြီးရရှိလာတဲ့ငွေကြေးအလုံးကိုငလင်ပေးတင်ပြည်သူတွေအတွက်လှူဒန်းသွားမှာဖြစ်ပါတယ်ငလင်မှာလှူမဲ့အိတ်တွေအလုံးပေါ်မှာကန်းကောက်ပန်းတွေပဲဆွဲထားတယ်။ဒီအိတ်ကလေးကိုမြင်တာနဲ့ဒါကငလင်အတွက်သူလှူဖို့ဝယ်ထားတဲ့အိတ်ဆိုတာသိရတယ်ပေါ့နော်။ဟုတ် ညီမတို့တွေကပေါ့နော်အဲဆရာောင်းလဲပေါ့ညီမတို့လာပေးရဆိုတော့ညီမတို့မေးတယ်ဒါအမတို့ကိုတရားခိုင်တော့ပေးနိုင်လားအမတို့ဒါတရားခိုင်တော့လှူမှာပေါ့တော့တခါလဲမေးရပေါ့အဲ့တော့လာပြီးတော့ညီမတို့ရှိကိုပြန်ပြီးတော့အမကြီးညီမပစ္စည်းလေးတော့ဟိုထိအောင်ပေးပါဆိုလာပေးညီမတို့လုံးဝတရားခိုင်တော့မဲကိုပေးနိုင်ဖို့ညီမတို့တောင်းဆိုတယ်ပေါ့နော်ပြီးတော့ညီမတို့ကရှင်းရှင်းလင်းလင်းပဲပေါ့ညီမတို့လည်းညီမတို့မှရှိရပစ္စည်းတွေအကုန်လုံးတရားခိုင်တော့ထည့်တယ် အဲ့လိုပဲညီမတို့အဖွဲ့ဝင်တွေတည်းကနေပြီးတော့သူတို့သူတို့မှရှိနေရလုံးပစ္စည်းအကုန်လုံးညီမတို့ထည့်ကြတရားရင်တိုင်းတော့ပဲဆိုတော့ညီမတို့ကဖြူပါပေါ့အရန်တန့်တယ်ဒီတည်းကနေညီမတို့ရဲ့သွာလာစီရဲ့ညီမတို့ရဲ့စားတောက်စီရဲ့ညီမတို့ရဲ့တုံးစိတ်တကြက်တောင်ညီမတို့မတုံးဆွဲထားပဲနဲ့ရရှိရငွေတတိဟိုပဲညီမတို့ကလှူထားတာပေါ့နော်ညီမကအနေနဲ့ကတော့ကိုကိုတိုင်ကလည်း CDM ဆိုတော့ကကြောကိုပိုင်ဝင်ဝင်ကလည်းအရင်မရှိဘူးပေါ့နော်အဲ့ဒီရတဲ့အကြောင်းမလို့ဝင် scrunchy and bat ဆိုတဲ့ဟိုဒါ page လေးနဲ့ကိုပိုင် scrunchie လေးရဲ့အိတ်ကလေးတွေရွှတ်ပြီးတော့ရက်တည်နေရယ်ပေါ့နော်ဒါ visiting card လေးထည့်ဖို့အတွက်ဒါလေးကတော့ပတ်စံလေးထည့်ဖို့အတွက် resilient woman creative network ဟိုအဲ့အဖွဲ့လေးနဲ့ညီမကပူပေါင်းပြီးတော့ညီမရဲ့ရောင်းကုန်လေးတွေကိုထည့်ပြီးတော့100%ပါဟိုစားငလျင်အတွက်ကိုလှူထည့်ပြီးတော့လှူထားပါတယ်ဗောနော် ရာဧပြီလ10ရက်နေ့ကစတင်လှည့်လည်ရောင်းချခဲ့တာဖြစ်ပြီးအခုဆိုရင်ထိုင်းဘတ်ငွေတသိန်းခွဲရရှိထားပြီးဖြစ်ပါတယ်ဧပြီလ10ရက်နေ့ကိုညီမတို့တွေမနက်ပိုင်း blue bone ပေါ့ blue bone coffee ဆိုမှညီမတို့ရောင်းတယ်ပြီးတော့ညနေပိုင်းကိုညီမတို့ MOA memory ရမယ်ဆောင်မှညီမတို့ရောင်းတယ်ပြီးတော့နေ့ရက်နေ့ပေါ့နော်နေ့ရက်နေ့ဆိုရင်ညီမတို့တွေကမနက်ပိုင်းကို home mino တယ် ောင်းမီလိုတယ်မှာရောင်းတယ်ညနေပိုင်းကိုညီမတို့ဒီရီလက်ပါပေါ့နော်အဲအဲ့မှာညီမတို့ရောင်းတယ်တတိယနေ့မှာညီမတို့တွေကအဲပထမအလူတက်ပေါင်းမှာမနက်ပိုင်းရောင်းတယ်ညနေပိုင်းမှာ memory ကမေးဆောင်မှာညီမတို့ရောင်းတယ်အဲနောက်ရက်ဆိုညီမတို့ပထနာဟိုတယ်အဲပြီးသွားပြီဆိုညီမတို့ဒီ memory ကမေးဆောင်မှာပေါ့နော်အဲ့လိုရောင်းလိုက်တာညီမတို့6ရက်နေထိပေါ့ ဟို6ရက်တိုင်းရောင်းချခဲ့ပေါ့နော်ရောင်းချချိန်မှာရောင်းချရငွေကတော့ကျွန်တော်တို့တသိန်းနီးပါးပဲ8000 9000ပေါ့နော်အဲ့လောက်ပဲရှိရဒါပေမဲ့ကျွန်တော်တို့ personally လာထူရဲ့လူငွေက6000လောက်ရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့လက်ရှိပေါ့ကျွန်တော်တို့အဲကျွန်တော်တို့တထဲမှာလူငွေရပေါ့နော်ဘတ်တသိန်းခွဲရှိရပေါ့ဒီ Resilient Women's Creative Network အဖွဲ့ဟာဆရာနာရှင်ကိုတော်လိုင်းရင်ကြုံတွေ့ရတဲ့စိတ်ဖိစီးမှုတွေအခက်အခဲတွေနဲ့စိန်ခေါ်မှုတွေကိုစံ့စံ့ခံရင်ဆိုင်ရင် ကိုတက်ကျွန်းတဲ့အတက်ပညာတွေနဲ့ဖန်တီးထုတ်လုပ်နေသူအမျိုးသမီးတွေစုပေါင်းထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ညီမတို့မျိုးစိတ်ရှိမှမယ်တိုင်းမီဟာရေရေဘေးဖြစ်လိုက်အခုငလင်ဘေးဖြစ်လိုက်နဲ့ဆုံးရှုံးမှုတွေမြင်နေရဘလို့မှရှင်ထဲမှာမခံစားနိုင်ဘူးပေါ့နော်။ပြီးတော့ဝမ်းအေးဝမ်းနေတယ်။အော်ညီမတို့တိုင်းမင်းငါတို့ဘာလုပ်ကြမလဲ။ဆိုတော့အိုးကိုရီမာလဲဟိုလောက်ကုန်ရဲဆိုရင်အိမ်ဘိုးပေးရတာနဲ့မီတာကလည်းရေဘိုးနဲ့နော်ပြန်တွက်လိုက်ရေဆိုရင် ပတ်စံအားလက်ထက်မှာအလောင်ကြီးပိုရှာမနေကြဘူးဘယ်သူမှလေနော်အဲ့တော့လုံးလုံးတစ်ခဲနဲ့အလုံးစုံလို့တစ်ထောင်နှစ်ထောင်ပေါ့ဒီတစ်ထောင်နှစ်ထောင်ကဘယ်လောက်ထိရောက်မှာလဲအဲ့တော့ငါတို့တိုင်မင်းနဲ့ငါတို့တွေငွေနိုင်ဆိုတော့ငါတို့တကြွထားပညာနဲ့ငါတို့ဘာလို့ကြမလဲဆိုပြီးတော့တိုင်မင်းကြပြီးတော့ညီမတို့တွေကကိုကိုကိုယ်တိုင်ပေါ့နော်ညီမအများကြီးဖြစ်နေပြီပေါ့နဝကဖြစ်နေဆိုတော့ဆော်လိုက်တယ်ငါတို့လုံးကြမယ်ဆိုတော့အများကြီးပါဝင်လာကြတယ်အာ तू ကလည်း तू ကလည်းနေပါ तू ကလည်းနေပါမယ်ဆိုတော့ APC ညီမတို့ဆုလိုက်တယ်ဆုပြီးတော့ညီမတို့တွေကပေါ့နော်ရောင်းချပြီးတော့ဒီရရတဲ့ပတ်စံကိုတရားရတဲ့လုံးလှုပ်ဖို့တက်ပေါ့နော် ဆုံးဖြတ်လိုက်တယ်ပေါ့တိန်ခွဲနဲ့ပဲညီမလူမဲနေရာတွေကိုဆုံးဖြတ်ပြီးတော့ငွေကြေးတော့ပိတ်လိုက်ပြီဒါပေမဲ့ထိုင်ရတဲ့ဟာအစားတွေကိုညီမတို့ထပ်ပြီးတော့နောက်ထပ်လူတွေကိုထပ်လူနိုင်အောင်ပေါ့နော်ညီမတို့စူးစမ်းတော့မယ်ပေါ့ဒါကြောင့်သူတို့အဖွဲ့ရဲ့ရောင်းချလို့ရရှိလာတဲ့လူငွေအလုံးကိုစကိုင်းဘက်ကငလင်းတင်တော်လိုင်းမိသားစုတွေစီပို့ဆောင်လူတန်းသွားမယ်လို့သိရပါရဲ့ရှင်ကျမအေမီဆန်ပါ Oh, my God. စစ်ကောင်စီကကော့ကရိတ်မျိုးနယ်အတွင်းကကြေးရွာတွေကိုမြေပြင်လက်နက်ကြီးအပြင်လေကြောင်းကပါပုံကျဲတိုက်ခိုက်နေရလို့ဒေသခံတွေကပြောပါရယ်။အောက်ခက်တရေပေးပို့ထားပါရရှင်။ကင်းပြည်နယ်ကော့ကရိတ်မျိုးနယ်တွင်ကရေပူကြီးကော့ပါလဲဝင်းပြနောင်တမန်သမိန်တို့တောင်ကမရိုက်မိကလုံကြေးရွာတွေကိုစစ်ကောင်စီကရင်ခွဲတောင်လမ်းပိုင်းကနေမြေပြင်လက်နက်ကြီးပြင်လေကြောင်းကပါပုံကျဲတိုက်ခိုက်နေပါရယ်။လက်ရှိမှာလဲဂျုံလိုမျိုးနီးမှာ ကရင်ယူဥဆောင်ပြီးစစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကမြေပြင်နဲ့ဝင်ရင်ကပါတိုက်ခိုက်နေပါတယ်စီဗီရှောင်းတော့လက်နက်ကြီးနဲ့ဝေးရကျွရကိုရှောင်းတယ်နော်သူတို့လည်းပဲဟိုတကယ်အန်ဒီကင်းလားဆိုတော့လည်းအန်ဒီမကင်းဘူးသူတို့ရဲ့ပြစ်မှတ်ထဲမှာ ရောက်နေတော့အနေနဲ့များတော့ဘုံကျဲလိန်နဲ့ဘုံကျဲတာမျိုးလက်နက်ကြီးနဲ့လမ်းပစ်တာမျိုးအဲလိုမျိုးတွေတော့မတော်တဆထိခိုက်တာတွေ ေဆုံးတာတွေတော့ရှိတယ်ပေါ့အဲဒီနေ့ကတော့လောလောဆယ်ဟိုကင်းထောက်လို့ရင်လာပြီးတော့ဒီဘုံကျဲကတော့လောလောဆယ်ဒီဘက်မှာတော့ငြိမ့်နေတယ်ပေါ့ငြိမ့်နေတယ်အာလေလေနဲ့ပတ်သက်ပြီးတော့ငြိမ့်နေတယ်ပေါ့မနေ့အထိကတော့အာလေချောင်းဘုံကျဲမှုတွေကတော့ကြားနေရတယ်ရှိနေတယ်ပေါ့ကျုံတို့မျိုးပါဝင် ရေဘူးငားတိုင်းလေးတိုင်းညညာတာလင်းအင်းကြီးနှုတ်ဖတ်တို့စတဲ့ကြေးရကထောင်ထဲချီတဲ့ဒေသခံတွေဟာ ဟန်မျိုးနယ်တွင်ကကြေးရွာလေးနဲ့နီးစပ်ရာကြေးရွာလေးကိုထွပြေးတိမ်းရှောင်နေရပါတယ်။ဒါအပြင်အေဘယ်လာ18ရက်နေ့မနေ့9နိုင်လောက်ကစစ်ကောင်စီကကော့ကရိတ်မျိုးနယ်ကန်းဒီကြေးရွာနဲ့တရတော်ကြေးရွာကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။လေချောင်းတိုက်ခိုက်မှုကြောင့်တရတော်ကြီးရွာကပြည်သူတဦးထိမှန်တေဆုံးခဲ့တယ်။လေချောင်းကသူကတိုက်ပွဲဖြစ်တာမဟုတ်ဘဲနဲ့ကမ်းလီမှာပဲတာဘုံထကျဲတယ်။တရတော်ကဘုံထကျဲတယ်လူကပြိခိုက်ရှိတယ်။လို့ဆို ကိုင်းနေနေရတယ်ဒီဝတ်တော့ပြေရလို့ကြားတယ်လို့ဆိုမနေ့ကုနာရီပေါင်းရင်ပေါ့နော်ကုနာရီနဲ့ကြော။ဒါဆိုပဲဒါဆိုပဲကျေတော့လား။မကန်နေတဲ့တော့အဲကအဲဒီဥတ္တဆောင်လား။တပွဲကတပွဲအဖက်မှလည်းမဖြစ်တပွဲကဂျုံတို့ဟောပေါ်ပဲဆမ်းလာဖြစ်တယ်။ဒီကသူပြတာဒီကန်နေဂျုံတို့တပစ်ကန်တပစ်တန်ဒီကန်နေနဲ့တော့လမ်းကြည့်နေတယ်လို့ပြောနေတယ်။ ဒီကြောင့်ကနေဘုံကျတိုက်ခိုက်မှုတွင်ဒေသခံတွေအားတို့ပြတိန်ဆောင်နေရတာကြောင့်ဒဏ်ရရှိသူဆင်းပြူးစုလို့မရသေးဘူးလို့စစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ်။ဧပြီလ15ရက်နေ့မနေ့17ရက်ခွဲလောက်ကကော့ကရိတ်မြို့နယ်ကန်းကြီးကျေးရွာဘုံကြီးချောင်းကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျချတိုက်ခိုက်ခဲ့ပါတယ်။ဘုံကျချတိုက်ခိုက်ခဲ့တာကြောင့်တကြံကျက်နေဘုံကြီးချောင်းကိုဥပုပ်တီလောက်ယူဖို့ရောက်ခွန်ရအောင်မော်လမြိုင်စီးရုံကြီးမှာစေကူတာမှုခံယူနေရပါတယ်။ကျွန်တော်အောင်ခန့်နော်။ဒုနော်။တော့ ။ TV ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။